ပေမဲ့မိတ်ကနေလိမ့်ပြီးတော့အင်ကူလုံးနေတဲ့ချူလေးကိုဒက်ဝင်လိုက်တဲ့သမီးဆုံးအကြသိမိကကဲမီရပေမဲ့မပြပြင်းတဲ့ဇဝင်ကနေတိရုပ်ဆောင်နေလို့လူပြောများနေရကတိရုပ်ဆောင်ချူလေးပါချူလေးဟာရခိုင်တို့လေအမှုပညာမျိုးရုံမရှိပေမဲ့လည်းအမှုပညာဝါသနာကြီးလို့ရအောင်ရန်ကုန်ကလာပြီးတော့အမှုပညာလှရှာမှုတွေပြုလုပ်နေတာဖြစ်ပါတယ်ချူလေးဟာအမှုပညာလောကကိုစတင်ဝင်ရောက်စင်ခါတွင်ကအမှုပညာလောကမှာနေရာလေးတစ်ခုရဖို့အစွမ်းကုန်ကြိုးစားနေရတာပါအဲ့နောက်ပိုင်းမှာတော့ချူလေးဟာ MRT4 ရုပ်တံဇာတ်လမ်းတွေမှာတိရုပ်ဆောင်ရင်းနဲ့ပြည်သက်တွေအားပေးမှုကိုရရှိရင် ုညံလောကမှာနေရာတနေရာခိုင်မာရလာတာဖြစ်ပါရင်အဲ့နောက်မှာတော့အခုချွန်းလေးကရုပ်တံဇလန်တွေမင်းမီအစင်ကနေရုပ်ရှင်ဇကာကြီးစက်တိုက်ရိုက်ကူးနေရတဲ့ထိတ်တန့်မင်းမီတစ်လက်ဖြစ်နေပါပြီ။ဒါပြင်ခုဆိုရင်ရခိုင်သူပြုဆောင်ချွန်းလေးဟာအဲ့ဒီမှာပဲဘိုးရောကင်ရုပ်ရှင်ဇကာကြီးနဲ့မျိုးသမီးဇက်ပုတ်အကယ်ဒမီစုကိုထိုက်ထိုက်တရံရရှိထားတာဖြစ်ပါရင်ဒါပေမဲ့တခြားဘက်မှာတော့ချွန်းလေးဟာ over acting များတယ်တရုတ်ဆောင်မကောင်းဆိုတဲ့အမြင်တွေရှိပါတယ်။ခုခါမှလည်းတရုတ်ဆောင်မင်းမီချွန်းလေးဟာမပြင်းမြင်တဲ့ဇက်ဝင်ကန်တစ်ခုကြောင့်တော်တော်လေးကိုဝေဖန်ခံနေရတာပါ။ ချိုးလေးဝေဖန်ခံနေရတဲ့ရုပ်တံဇာလန်တွေကတော့အတဆူဆိုရင်ရုပ်ရှင်ဇာလန်တွေပါလတ်လောပူနေတဲ့ကယ်မီယာရှိထားတဲ့မင်းသမီးအကယ်ဒမီချိုးလေးဟာဆိုရင်မိသားစု drama ဇာလန်ပုံစံအတဆူဇာလန်တွေမှာတနာစရာကောင်းတဲ့ကောင်မလေးချွချွငယ်ဆိုရင် character နဲ့ပတ်ဝန်းကျင်တုံ့ဆောင်ထားတာပါအစောပိုင်းဇာလန်တွေကို writer နေပိုင်းကတုံ့ဆောင်နေဖြစ်တဲ့အောင်ရင်ချက်ညီနန်းတော်မင်းတော်ဝင်းချိုးလေးအကယ်ဒမီမြက်ကေတင်အောင်မိုးပွင့်ဖြူအဘပိုင်းတမိုရီယာရှင်းသီရီသူနဲ့လူပညာရှင်များစွာဖြင့်ကလေးတုံ့ဆောင်ဖုံးတီဟာနိုင် ဇော်လင်းထံစီဝင်ချင်ကိုပါဝင်ထားကြတာပါချူလင်းရအတ္တစုရုပ်တန့်ဇာလနဲ့မှာသူများ၏မှာကတ်နေတဲ့တနာစရာချွတ်ချွတ်ငယ်ဆိုတဲ့ကောင်မလေးတယောက်နေတယ်မြင်တွေ့ရမှာပါချူလေးဖြစ်နေချွတ်ချွတ်ငယ်အစ်တန်းခွဲချတိုင်းမိသားစုအိမ်မှာနေရတယ်ပေါ့နော်ဒီနာမည်တိုင်းမင်းစူရီဂျာတဲ့ကအလောင်းမြင့်ဆုံးစုကတော့အတ္တစုပါမယ်မထမထားတဲ့စူရီကြောင့်ခန်းဆိုင်ရတဲ့စကားလေးပါလို့တင်းဆောင်ချူလေးကပြောပြပါတယ်တိုင်းမိတ်ချူလေးဟာဆိုမအတ္တစုဆိုရင်ရုပ်တန့်ဇာလနဲ့တဘာဝမကြတဲ့တရုပ်ဆောင်မှုတွေပပီပြင်းတဲ့ဝစ်စားစင်မုံတွေကိုမြင်တွေ့ခဲ့ရတာပါ ထို့ပြင်ဇလန်ရဲ့သဘောတရားသနားစရာအင်ကိုလုံနေတဲ့ချူလင်းဟာမိကန့်ဖွေးသားနဲ့တထင်းမီပုံစံဖြစ်နေတာဖြစ်ပါရင်ဒါကြောင့်လေလူရင်းကတော်တော်လေးကဝေဖန်မှုတွေရှိနေတာပါဒီလိုချူလင်းရဲ့မပြပြင်းတဲ့ဇဝင်ကန်းတွေဝေဖန်ခံနေကြရတဲ့ထဲမှာ Facebook ဆယ်လီတမီဆိုးလည်းပါဝင်လာပါတမီကမြန်မာရုပ်တန်ဇလန်တဲ့ကမင်းမီတွေဟာစီးရဲသူလုံးရတဲ့အခန်းနေမကောင်းတဲ့အခန်းအိမ်နေခန့်အင်ရတဲ့ကနေနိုးလာကစားခန့်ဒီမှာလှကျင်လို့လို့အားလုံးကမိတ်ခတ်ဖွေးသားနဲ့တွေ့နေရလို့ဆိုရင်ဒီလိုသဘောမကျတဲ့ဇဝင်ငယ်ဖြစ်နေတာကဒရိုက်တာတွေကလည်းမပြောလို့တမီးဆိုးကလည်းအံ့ဩနေရပါ မြန်မာမိမိတွေဟာခေတ်ဆက်ဆက်ရုပ်တိမရှိတဘာဝမကြိုက်ရင်နေပါစဉ်သူတို့သူတို့လှဖို့ပဲစိတ်ကူးနေကြရလို့တမီးစိုးကစွိုင်းအခုလဲ Facebook ဆယ်လီတမီးစိုးကအတဆူရုပ်တန်ဆက်လက်တွေမှာချွလင်းဟာမိကပ်အဖွေးသားဖြစ်နေတာကိုဝေဖန်ထောက်ပြပါတယ်တမီးစိုးကအကယ်ဒမီချွလင်းဆိုတာကာရက်တာအရအိမ်လို့တမိုင်းရင်တမီးရဲ့တထင်းမိုင်ရက်ကေတီအောင်ကိုပြန်ခံဘက်ကမိကပ်ကလက်သုံးတင်းနဲ့နှာခမ်းတွေကရဲတောင်းလို့အတာလောက်ပါချူးမိုင်ရင်ဆိုပြီးဝေဖန်ခဲ့ကြတာဖြစ်ပါတယ် မီးစိုးပြောသလိုပါပဲမြန်မာမင်းသမီးတွေဟာခေတ်ဆက်ဆက်အိမ်မလုပ်တဲ့မိကန့်အဖွေသားငစိမ့်တယ်မလုပ်တဲ့မိကန့်အဖွေသားဖြစ်နေရပါဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကရောအတ္တစီရွှေရှင်ဇာကမှာမိကန့်အဖွေသားဖြစ်နေတဲ့ချူလေးပေါ်မှာမိမိရဲ့အမြင်နဲ့ရှင်ပြောသားချပါအောင်ရှင်